ရှင်မောအပိုင်း19ကိုမဖာပစ်စီလို့လဲမိုးပြောပါ သူအရင်စကားစားလာတယ်အပစ်လို့တော့မဟုတ်ပါဘူးဒါပေမဲ့မိုးရက်တည်နေမှုကို ရှင်ကတန်ဖိုးမထားဘူးလေမစိုးဘူးပဲမိုးအတန်ကတီတီငင်ငင်ဖြစ် သူ့ကို ရှင်ဟုတုံလိုက်နိုင်တယ်ကိုမိုးကိုတိတ်ချတာတိလာအတူနေကြဖို့ခန်းဝင်ပစ္စည်းတွေတောင်ဆုတ်ထားပြီးပြီမိုးအတွက် လက်ဝက်လက်စားပစင်စားဆုတ်ထားပြီးပြီမင်္ဂလာပွဲမှာဝတ်ဖို့ထိတ်လုံကြီးတွေတောင်မှားထားတယ်အန်တီအကုံတိတယ်မေးကြည့်ပါအမေအကုံတိတီဆိုပါလားရင်မိုးအံ့ဩသွားရတယ်အားကြောင့်ရင်မိုးကိုအတိမပေးပဲအမေကိုအတိပေးရတယ်လေအဲ့ဒီတော့ဘာဖြစ်လဲရှင့်အတွက်သရိုသမီးဆိုတာပေါ်လာအောင်ပါပဲလေသူ့အတွက်အဆင်သင့်ဖြစ်တာပေါ့မိုးရာပြောရက်လိုက်တာမင်းအတွက်ရည်စူးထားတာပါကွာသူ့အတန်တွေ ရှိုက်တန်လိုပါလာလေအမေသည်အခန်းထဲကအကုန်ကြားနေပြီထင်သည်ရင်မိုးဘာဆက်ပြောရမည်မသိတော့နန်းရံကိုခေါင်းမီလိုက်ပြီးထမင်းစားကန်းကိုမျက်စိရောက်သွားသည့်အခါအကိုရီမောင်တွေကလည်းဧကန်းထဲကိုချောင်းကြည့်နေကြသည်အဖေကဘလုံးအဖေကဘလုံးမှသဘောမတူဘူးအပြက်ပြောထားတာသူများအဖေတွေလိုအချိန်ကြာသွားလို့ကလေးတွေဘာတွေရသွားလို့ခွန့်လွတ်ပြီးပြန်ခေါ်မယ်မထင်နဲ့တဲ့ရင်မိုးလည်း ပြောမိပြောရပြောလိုက်တော့သည်အန်တီရှိတာပဲမိုးရယ်ဆရာကိုဖြောင်းပြမှာမို့ဆရာကမနေနိုင်တော့ပါဘူးပြစ်ထားလဲအလွန်ဆုံး၃လေးနှစ်ပေါ့ကွာမိုးကိုချက်ခဲ့တယ်မဟုတ်လားဟုတ်တယ်မဟုတ်လားရင်ချီရင်လွှမ်းနေသည်သူ့အတန်တို့ကြောင့်အကိုမောင်တွေကိုရှင်မိုးမျက်နာပူသွားမိသည်သူတို့အတိုင်းသားကြားနေရမည်ဖြစ်သည်အိုးအဖေနဲ့အဲ့လောက်ကြာကြီးရှင်မိုးမခွဲနိုင်ပါဘူး မသိဘူးအဖေကသဘောမတူရင်ရင်မိုးဘာမှမလုပ်ဘူးပြန်มาတော့နောက်ဘရောမှနာမဆက်သွင်းနဲ့တခါတည်းအပြက်ပြောလိုက်မင်းမိတ်ဆွေတို့တော့မခေါ်ပါနဲ့တော့ရင်မိုးမတက်ထရက်ခါသူ့ကိုနှင်လိုက်တော့သည်မိုးစဉ်းစားပါအောင်ကွာကိုတောင်းပန်နေတာနော်နောက်မှကိုကိုအဆိုးမဆိုးနဲ့ချိန်ချောက်တယ်လို့သူ့စကားအတန်ကိုကြားတော့အကိုကြီးကထမင်းစားခန်းမှာချောင်းဟက်တန်ပေးတယ်သူနည်းနည်းရှိန်သွားပုံရတယ် အေးပါကိုသွားတော့မယ်ကိုဘက်ကတော့အပြောင်းလဲမရှိဘိုးကိုစောင့်နေမှာပါသူပြန်ဖို့ပြင်နေသည်ထိုးစင်အမေသည်အခန်းထဲမှထွက်လာတာမင်းမထီးပါလို့လားမိုးတွေတအားရွာနေတာထီးယူသွားအောင်လေဟုဆိုကလောကချော်ပါနေတော့သည်အမေအိမ်မှာထီးပိုရှိလို့ပေးနေတာလားရှင်မိုးတို့အိမ်တွင်ထီးအပိုမရှိမိသားစုဝင်များပြီးတယောက်တစ်ချောင်းနှုံးတာပိုင်ဆိုင်ကြနေ နောက်နေ့မှလာပြန်ပေးပေါ်အေးဒီလောက်တဲတဲမဲမဲရွာနေတာကိုညီးရနဲ့မရဘူးလေသူဒီင်ကိုနောက်ဘရောမှလာစရာမလိုတော့ဘူးအဖေကသူ့ကိုလုံးဝမကြည့်ဘူးအမေဇလန်းအစုံတွင်ရေမိုးသည်အဖေပါဝါအပြည့်သုံးကသူ့ကိုအောင်မြင်စွာလမ်းခွဲလိုက်နိုင်ခဲ့သည်ရင်ခုန်ချင်းချက်ချင်းတို့ဟူသည်ရေမိုးအတွက်တော့မဲပြိုင်ပွဲများလောက်ထိုအချိန်ကအရေးမကြီးခဲ့ရပါချေဖေဒီ ရေဒီယိုအသေးလေးတစ်လုံးဖြင့်မနေ့တိုင်း BBC, VOA, RF ပေတို့ကိုနားထောင်နေရှိသည်။များသောအားဖြင့်မြမနိုင်ငံရေးအခြေအနေတို့ကိုနားထောင်သုံးသပ်သည်။တမနက်ခင်းတွင်တော့ရင်မိုးကိုပါလှမ်းခေါ်နားထောင်စေသည်။နိုင်ငံရေးသတင်းများအပြီးနောက်ဆုံးတွင် Miss Universe ဖိတ်ခေါ်ပြိုင်ပွဲသတင်းဖြစ်နေသည်။မြေတီနိုင်ငံကမဆိုအရက်၅ဘေ၆လက်မနဲ့အထက်ရှိသူ အသက်16နှစ်မှ25နှစ်အတွင်းရှိသူအိမ်တော်မရှိသူတိုင်းဝင်ရောက် ရှင်ပြိုင်နိုင်သည် ဆိုသည့်တည်င်းဖြစ်သည်။သမီးအရက်က9ပေ9လက်မှနေပါရှိနေ။ပြင်ပဗဟုသုတလေ့လာရမယ်။အင်္ဂလိပ်စာသင်ရမယ်။တွားရောက်ရှင်ပြိုင်ခွင့်ရဖို့အဖေသက်ဆိုင်ရာဥစားတယ်။တရားထဲအတတ်တည်ရောအဖေကပြောနေလေသည် အဖေအစီအစဉ်ကိုတည်သွားသည့်အမေသည်ရင်ဘတ် CD ပါလေတော့သည်ပုံမောအောင် တုတ်တုံမှာတော့လာစားနေစားဖို့တော့အနိုင်နိုင်နေနေရတာကိုရှင်ကဒီပွဲကြီးသွားပိုင်သွားပြိုင်လို့ဟုတ်လားဘယ်ကပစံရမှာလဲငါအပေါင်းသိန်းတွေစီကချီးမယ်ကွာနောက်မှာဘလို့စားရစားရအဖေဒီလည်းအလျှော်မပေးတပတ်အတွင်းမှာပဲအဖေဒီသက်ဆိုင်ရာအဖွဲ့ချုပ်များစီတို့စတင်ပါနေတော့သည်ပုံမှန်တစင်သာသနာရေးဝန်ကြီးဌာနသို့ဆက်လက်တင်ပြရမည်ဟုဆိုသည်ပုံဝန်ကြီးဌာနနှင့်မဲပြိုင်ပွဲ အဘယ်သို့ဆက်ဆက်နေသည်ကို ရှင်မိုးမတွေ့တတ်ပါစပြန်ကြလာသည်မှာသွားရောက်ရှင်ပြန်ရမည်ဝတ်စုံသည်မြမမင်းကလေးအတွက်တင့်တော်လုံကြုံသည်ဝတ်စုံဖြစ်မနေပါသဖြင့်ခွင့်မပြုနိုင်ပါဟုဆိုသည်အဖေသည်တချိန်နှင့်အလွယ်တကူအလျှော့ပေးတတ်သူမဟုတ်နိုင်ငံတကာတွင်သွားရောက်ရှင်ပြန်ရသည်အမျိုးသမီးအားကစားနေတိုင်းသည်ဘောင်းမီတို့လက်ပြတ်များသာဖြစ်သည်ဥပမာရေကူးစက်တောင်ရိုက်တန်လုံးပြည့် ဂျွန်ပါစသည်တို့ဖြစ်သည်အဘဲကြောင့်မဲပြိုင်ပွဲမှာမှခွင့်မပြုရသည်ကိုသိလိုပါသည်ဟုထတ်ဆင်တက်သည် ပြေခုပ်ပြေအားကစားမယ်များနှင့်ကာယအလမယ်များ အချိုးအစာမတူညီကြပါဟု အထက်မှလည်းစပြန်လာလေသည်သက်ဆိုင်ရာအဖွဲ့ချုပ်သည်သာသနာရေးဝန်ကြီးဌာနနှင့် အဖေ့ကြားညာများရနေတော်သည်နောက်ဆုံးတွင် အဖေ့အားစာထက်မတင်တော့ရင်တောင်းပန်လိုက်ကြတော်သည်ဖို့တော်အတွင်တွင် ရှင်မိုးသည်လည်းဝင်ကြီးယုံတွင်ဖွင့်လက်သည့်အင်္ဂလိပ်စာသင်တန်းကိုတက်ရောက်ရသည်သုတစာရီအများကြီးပြန်ဖတ်ဖြစ်သွားသည်ငယ်စဉ်ကလေးကဇတစာပေတို့ဖြစ်သောဝိလျော်ခဲ့ဘူးသည့်ရှင်မိုးသည်သုတစာပေရပါကိုအစာအသောက်အသက်ဆန်းခဲ့သူစာသုံးပြီးတော်သည်1998ခုနှစ်သည်ရှင်မိုးမဲပြိုင်ပွဲအများဆုံးဝင်ပြိုင်ခဲ့သည့်ခုနှစ်ဖြစ်သည်အိုလံပစ်မဲပက်စီမဲကိုကာကိုကာကိုလာမဲနှင့် အခြားဖိတ်ခေါ်ပြိုင်ပွဲများဖြစ်သည်ဟန်မတ်လေ့လာခဲ့ရသည့်တုဒ္ဒများကြောင့်နှုတ်မေးခွန်းများဖြစ်ဆိုရခြင်းကိုရှင်မိုးမကြောက်တတ်တော့နှုတ်မေးခွန်းအများစုသည်ပြည်တွင်းမှအကြောင်းအရာတို့ဖြစ်နေတတ်ပါသည်ပြပအကြောင်းအရာများအနှဲငယ်သာထည့်သွင်းထားတတ်ပြီးမဲနိုင်ဖြစ်ဆိုရခြင်းဖြစ်သည် မေဘွေရသည့်မိန်းကလေးများကို အလှပရေးရနှင့် ကိုလက်ကြံ့ခိုင်မှုသာမကဉာဏ်ပညာပါမြင့်အောင်လုပ်ပေးထားခြင်းဖြစ်သည်သို့တော်လည်း သက်ဆိုင်ရာအဖွဲ့ချုပ်မှကျင်းပသည့်ပြိုင်ပွဲကြီးတစ်ပွဲတွင်အမားအယွင်းတစ်ခုဖြစ်သွားခဲ့သည်။မဲပြိုင်ပွဲများကိုနိုင်ငံတော်အဆင့်အကြီးအကဲများနှင့်သူတို့၏ကတော်များကိုဖိတ်ကြားကြသည်။ဘောင်ပွဲရသူကိုအကြီးအကဲကစုကြည့်မြင်ပေးပြီးမဲပွဲရသူကိုအကြီးအကဲ၏ကတော်များကတရဖူဆောင်ပေးလေးရှိသည်။မဲတယောက်ဖြေဆိုရမည်နှုတ်မီးခွန်းသည်အိုလံပစ်ကော်မတီဥက္ကဋ္ဌ၏နာမည်ဖြစ်သည်။ station stage ဆင်ရှေ့ဆုံးတွင်ဥက္ကဋ္ဌကြီးနှင့်အတူမြို့တော်ဝန်ကြီးနှင့်ရှင်တွဲထိုင်ပြီးပွဲကျင်းနေကြသည်ထိုပြိုင်ပွဲဝင်မင်းကလေးသည်မြို့တော်ဝန်ကြီးနံမည်ကိုမှားယွင်းပြီးဖြေဆိုလိုက်ပါသည်ထိုအခါအသင်းအဖွဲ့စီတော်တော်များများ၏ဥက္ကဋ္ဌသည်တဦးဒီတဦးဒီသာဖြစ်နေတတ်သည်ကိုတတ်သည်ကိုမင်းကလေးကသိပုံမပေါ်မြို့တော်ဝန်ကသာယာဒူးပူကြီးသည်ထင်ပြီးဖြေဆိုလိုက်ခြင်းဖြစ်သည်အကြီးအကဲများက ဘာမှဖြစ်ပုံမရကြတော့လေအကဲဖြတ်ဒိုင်များနဲ့ဒိုင်ချုပ်လုပ်သူတို့သည်မျက်စိမျက်နှာပြက်နေကြတော့သည်ပိုပြိုင်ပွဲပြီးသည့်နောက်ပိုင်းတွင်မဲပြိုင်ပွဲများတွင်နှုတ်မေးခွန်းမေးခြင်းမပြုကြတော့ပေမှားဖြေပစေပေါ့ကွာတတိနေလိုက်ကြတာဒီတစ်ချိန်မှမှန်းသိသွားတယ်နောက်အချိန်မျိုးဆိုကလေးတွေကပိုလိမ့်လာတော့မှာပေါ့နှုတ်မေးခွန်းကိုဖြုတ်ပြလိုက်ရတယ်လို့ကွာအဖေသည်တောက်ခေါက်ခေါက်ရှိနေပါ နှုတ်မေးခွန်းမှားဖြေဆိုမိသည့်တဲ့င်းနဲ့ပတ်သက်ပြီးအကြီးကဲများ၏ PA ကိုရင်းအရာရှိတို့ပတ်သက်ဖြားတွင် ပြောเสียဖြစ်လာခဲ့သည်။လမ်းဖွင့်ပွဲတံတားဖွင့်ပွဲအခမ်းအနားများတွင် ထို PA များနှင့်ဘန်းကင် ဖဲချိုးဖြတ်ကြရမည်ရင်မိုးတို့မေများသည်အရင်ရောက်နှင်နေစားရသည်။လူကြီးများအားဆောင်ဆိုင်နေရင်စကားဆိုမိကြသည်။အချို့ကလည်းမထစ်တထစ်ဤစီကလေးကြသည်။အချို့ကလည်း အတိအတန့်ချင်းကပ်ကြသည်အချို့ကလည်းရိုးသားစွာဝင်းကျင်ဖလှယ်ကြသည်အချို့ကမယ်များအားနှိမ်ချသလိုဆက်ဆံကြသည်နှုတ်မေးခွန်းများနှင့်ပတ်သက်ပြီး PA တယောက်ဤကြမ်းတမ်းသည့်နှုတ်ထွက်စကားကြောင့်ရင်မိုးသည်လည်းရိုင်းမိခဲ့ရသည်ပုံမနှခင်ကအထင်ကြီးရတရာကြီးတစင်းဤဖွင့်ပွဲနေဖြစ်သည် လူကြီးလမ်းကြောင်းကားများဖြင့်နောက်ကျမှရောက်လာကြသည်ရောက်တဲ့ရရာစကားများပြောကြရင်ပြိုင်ပွဲများအကြောင်းရောက်သွားကြ ခမားတို့မယ်တွေကတင်မဲကြီးတာပါဗျာခေါင်းမကြီးကြပါဘူးအပြုတ်သဘောမပါသည့်စော်ကားသောစကားတတ်တတ်မှုရင်မိုးခံစားလိုက်ရတယ်ခမားတွေတော့မသိပါဘူးကျမကတော့နှစ်ခုစလုံးကြည့်အောင်လုပ်ထားပါတယ်ရင်မိုးစကားကိုကြားလိုက်ရသည်ပီအပေါင်းတို့သည်မဆက်အဟောင်းသားဖြစ်သွားကြသည်ဖေးအားပြန်ပြောပြပြီးခါရင်မိုးအားမရိုင်းဟုဆိုကထောက်ခံသည်အချောင်း900 98ခုနှစ်တွင် ကာယလေ့ကျင့်ခန်းများကို မပြတ်လက်ကျင်ကစားခဲ့ရသည်အဖေဤလမ်းလျှောက်ကိုဟန်ပြတို့ကိုရင်မိုးသည်လင်လင်မာမာလက်ကျင်တင်ကြခဲ့သည်စင်မော်ရင်အကောင်းဆုံးလမ်းလျှောက်ကိုဟန်ပြတို့လုတ်ခဲ့ပါတော့လေရင်မိုးသည်စကားတင်အကောင်းဆုံးဆယ်ဦးစရင်ပင်မဝင်ဖြစ်နေရသည်ကြာလာတော့ရင်မိုးစိတ်ပြတ်ပါသည်စင်မော်တွင် ထူးထူးခြားခြားဘာမှတိတ်မကွာပါပဲဆယ်ဦးစရင်မဝင်ခြင်းကိုတော့ရင်မိုးနားမလည်နိုင်ဖြစ်ရသည် ထိုးချားသည်မှာအဖေသည်ပြိုင်ပွဲတွေတစ်ခုပြီးတိုင်းရင်မိုး၏မိသည့်လိုအပ်ချက်ကိုမှထောက်ပြခြင်းမလုပ်ဘဲလက်ကျင်ခြင်းဝသာဖိတ်ခိုင်းနေတတ်